ရိုနယ်ဒိုကသူ့အတွက်ရာအားလုံးကိုဖွင့်ဟောက်ခဲ့တဲ့ဝိုင်လန်ဒိမတ်တက်စီကသားသမားရက်စမန်ဝိုင်လန်ကမင်းညင်းကပေါ်တူဂီသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ UEFA National League Quarter Final ပွဲစဉ်မှာတွင်းကိုတွင်းယူပြီးခရစ်စတီယာနိုရိုနယ်ဒိုရဲ့စူးပုံစံနဲ့အောင်ပွဲခံခဲ့ပေမဲ့ရိုနယ်ဒိုကသူ့အတွက်တော့ရာအားလုံးပဲလို့ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်မန်ချက်စတာနိုင်ငံတိုက်စစ်မှုဝိုင်လန်ကမင်းညင်းကဒိမတ်နဲ့ပေါ်တူဂီပွဲစဉ်မှာဒိမတ်ရဲ့ပွဲထွက်ကစားသမားစင်းနဲ့မှာပါဝင်လာခဲ့ခြင်းမရှိပေမဲ့လည်းဒုတိယပိုင်းပွဲချိန်မိနစ်80လောက်မှာပါဝင်ကစားခွင့်ရခဲ့ပြီးကစားချိန်30မိနစ်မပြည့်ခင်မှာပဲဒိမတ်အတွက်လိုအပ်နေတဲ့ဥဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ် တကယ်တော့ဒိမ်းမက ပထမမဲမှာပဲပင်နယ်တီကန်သွင်းခဲ့ရပေမဲ့ဒါကိုကွင်းလင်လူအဲဒီဆင်ကဂိုးပြေမပြောင်းခဲ့နိုင်လို့နင်နာခဲ့ရပါတယ်။ဒါပေမဲ့ဝိုင်လန်ကတော့အတင်းအတွက်သွင်းဂိုးသွင်းနိုင်ခဲ့ပြီးဒီဂိုးသွင်းပြီးချိန်မှာလည်းရော်နယ်ဒိုရဲ့စူးပုံစံနဲ့အောင်ပွဲခံသွားခဲ့ပါတယ်။ဘရွန်လော့ကရဲ့တင်းကြီးကကစားသမားကြီးဖြစ်တဲ့ရော်နယ်ဒိုရဲ့စူးအောင်ပွဲခံမှုပုံစံဟာဘရွန်ကစားသမားတိုင်းလိုလှုပ်တက်ကြတဲ့အောင်ပွဲခံမှုမျိုးဖြစ်တယ်လို့တချို့ဆိုရင်လည်းရော်နယ်ဒိုပါဝင်နေတဲ့အတင်းနဲ့ရင်ဆိုင်ရချင်းဂိုးသွင်းတဲ့အခါရော်နယ်ဒိုကိုလောင်ပြောင်ဖို့အတွက်စူးပုံစံနဲ့အောင်ပွဲခံတတ်ကြပါတယ်။ဒါပေမဲ့ဝိုင်လန်ကတော့အခုကျွန်တော်ချက်ကားပြောမှမဟုတ်ပါဘူး။ ဒါမှမဟုတ်ခရစ်စတီယာနိုရော်နယ်ဒိုဟာကျွန်တော်တို့ရဲ့အားလုံးပါပဲကျွန်တော်ကခရစ်စတီယာနိုရော်နယ်ဒိုကြောင့်ဘောလုံးကိုချင်းမိသွားတာပါရော်နယ်ဒိုကြောင့်မန်ချက်စတာယူနိုက်တက်ပရိသတ်ဖြစ်လာတာပါကျွန်တော်ကရော်နယ်ဒိုကြောင့်ကိုယ့်ဘာသာကိုလေ့ကျင့်တာကိုစတင်ခဲ့တာပါရော်နယ်ဒိုဖြစ်ချင်လို့ပါလို့ရှင်းရှင်းလင်းလင်းပြောဆိုသွားခဲ့ပါတယ်ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်ပြီး